တင်ရပါစီမတ်လ26ရက်ဗိုလ်ဟူးနေ့ညနေခင်းရုပ်သံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီကနေ့မှာတော့မြင်းမထီတောင်မှာ Mr. Wa Company ရဲ့တက်တူတူးဖုံမှုကိုဒေသခံတွေကပြပြထန်ထန်ကကွယ်နေပါတယ်။မိုးပြင်းမှာစကောင်စီရဲ့မီးလောင်ပုံကြောင့်နေအိမ်နှလုံးထပ်မံမီးလောင်ပျက်စီးခဲ့ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ရိုက်ကွန်မြို့ဝေထွက်ပြုတ်လုပ်သူတွေကိုအာကာတိတ်ပတ်ကြောင်းစစ်စေးရေးဂိတ်မှာမက်ပုတ်တွေကိုတက်ပလန့်နဲ့ တိုက်ပြီးစစ်ဆင်နေတယ်လို့သိရပါတယ်ဆတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါရှင်ဖေခုံမြို့နယ်တိချိတ်ချေးရွာအုပ်စုမှာရှိတဲ့မြင့်မထီတောင်မှာခဲတတုတူးဖော်မဲ့စီမံကိန်းကိုဒေသအတွင်းမှာရှိတဲ့ Brandhouse ဆွေမျိုးစုတွေနဲ့တူဒေသခံတွေကပြည်ပြထန်ထန်ကန့်ကွက်သွားမယ်လို့ Brandhouse ဆွေမျိုးစုဥက္ကဋ္ဌခိုအောင်နိုင်စိုးကပြောပါတယ်အခု2025ခုနှစ်ဝင်ရောက်လာမဲ့ Mr. Won တရုတ်ကုမ္ပဏီကအလက်ရှိမှာ တတုတူဖော်ဖို့အတွက်လိုအပ်တဲ့ဆက်ရန်တရားအမြောက်အများကိုချထားနေပြီဖြစ်ပါတယ်။တူဖော်ရေးအတွက်ဆက်ရန်တရားကြီးတွေကိုတက်စီပြီးအကြီးစားတူဖော်မှုတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။လက်ရှိမြို့ထီတောင်မှာကျဲလေးပွေကုမ္ပဏီကလည်းအခုတူဖော်နေတာရှိပြီးအဲ့ဒီကုမ္ပဏီက Mr. Wu ကုမ္ပဏီနဲ့ပူးပေါင်းပြီးငားနေတာတတုတူဖော်ရေးစာချုပ်ကိုထုတ်ဆိုထားတယ်လို့လည်းဒေတာခန်တွေကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကျဲလေးပွေကုမ္ပဏီဥက္ကဋ္ဌ ဥတန်းစွန်နိုင်ကိုဆက်သွယ်မြင်မြန်ခဲ့ပေမဲ့ပုံလက်ခံဖြေကြတာမျိုးမရှိပါဘူးမစ္စတာဝန်ကုမ္ပဏီကလည်းတတုတူးဖော်မှုကိုအကောင့်ထဲပေါ်လာခဲ့မယ်ဆိုရင်မြင်းထစ်တောင်ပေါ်မှာရှိတဲ့အိမ်ခြေ30ကျော်စခန်းကြီးရွာဟောင်းကဒေတာခန်ရွာလုံးကျွရွှေပြောင်းနေထိုင်ရမယ့်အနေအထားမှာရှိနေပါတယ်ဒါရီပြင်အိမ်ခြေ60ကျော်ရှိတဲ့စခန်းကြီးရွာတဲ့အိမ်ခြေ30ရှိတဲ့ကုံဆုံးကျေးရွာနဲ့အိမ်ခြေ400ရှိတဲ့ တိကျိတ်ခြေရွာတွေလည်းဘေးဥပဖြစ်နိုင်တယ်လို့သိရပါတယ်ရှင်။မိုးပြင်းမှာပြီးခဲ့တဲ့မတ်လ23ရက်နေ့ထိတရက်အတွင်းစက်ကောင်စီရဲ့မီးလောင်ပုံကြောင့်နေအိမ်နှလုံးထပ်မံပြည့်စည်ခဲ့ပါတယ်။မိုးပြင်းမြို့နဲ့အနီးဝန်းကျင်ကိုလက်ရှိအချိန်ထိလက်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့မိုးပြင်း PDF တထောက်တိတက်ရေးတာဝန်ရှိသူတို့ကကံရိုးတွေထိုင်းကိုပြောပါတယ်။မတ်လအတွင်းမှာစက်ကောင်စီဟာမိုးပြင်းကိုပြကြအောင်ရည်ရွယ်ပြီးခမာရလေးနေနေတက်စခန်းကနေ နေ့တိုင်းမီးလောင်ဖို့အသုံးပြုပြီးပြစ်ခတ်နေတယ်လို့လည်းတော်လာရေးတပ်ဖွဲ့တွေကပြောပါတယ်။အဲ့ဒီပြစ်ခတ်မှုတွေကြောင့် match လအတွင်းမှာနေအိမ်ပေါင်း30ထက်မနည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့ပြီးခဲ့တဲ့ match လ20ရက်နေ့မှာရှမ်းတောင်စစ်ဒေသခွဲကထုတ်ပြန်ထားပါသေးတယ်။မိုးပြဲမြို့ပေါ်မှာရှိတဲ့လူနေအိမ်တွေခြံဝင်းတွေဟာခြုံတွေထူထပ်တာကြောင့်စစ်ကောင်စီကမီးလောင်ပုံးနဲ့တိုက်ခိုက်တဲ့အချိန်မှာကူးဆက်လောင်ကျွမ်းမှုတွေရှိတယ်လို့တော်လာရေးရဲဘော်တွေကပြောပါတယ်။ နေအိမ်မိလောင်တဲ့အချိန်မှာနင်းဆက်ရတော်လာရေးရဲဘော်တွေကနေပြီးမိငိတက်ခဲ့တယ်လို့လည်းသိရပါတယ်။လိုက်ကောမျိုးအဝေးထွက်ပြုတ်လုံနေသူတွေကိုစစ်ကောင်စီကအာဃာတိတ်ပန်ကြောင်းဝင်အတွင်းမှာစစ်ဆေးပြီးမတ်ပုံတင်တဲ့သူတို့မှာရှိတဲ့တက်ပလက်တွေကအချက်အလက်တွေနဲ့တိုက်ပြီးစစ်ဆေးနေတယ်လို့လိုက်ကောဒေတာခန့်တူကပြောပါတယ်။ဒီလိုစစ်စေးရကနေဖန်ဆီးခရရသူတွေလည်းရှိတယ်လို့ဒေတာခန်တွေကကန်နိုရီထိုင်းကိုပြောပြီးမဲ့ကန်နိုရီထိုင်းအနေနဲ့တိချအတိပြုနိုင်တာမရှိသေးပါဘူး။ ရှမ်းဂရီနီဝေးရိုင်လီလေးမျိုးကဆလို့လွိုက်ကုန်မျိုးအတွင်းထိစစ်စေးရေးဂိတ်ပေါင်း6ခုထိရှိနေပါတယ်။အဲ့ဒီဂိတ်တွေကနေခီးသွွားပြည်သူတွေရဲ့မှတ်ပုံတင်ကားပေါ်ပါလာသူတွေရဲ့အမိစီခီးသွွားလာရတဲ့အကြောင်းရင်းတွေကိုစစ်စေးမေးမြန်းနေတာပါ။တပ်ပလက်ပါအချက်လက်တွေနဲ့တိုက်ပြီးစစ်ဆေးတာကိုတော့အာကာတိတ်ပန်ကြောင်စစ်စေးရေးဂိတ်မှာပြုတ်လောက်တာတွေ့ရတယ်လို့ဒေတာခန်တူကပြောပါတယ်။စီဆိုင်လွိုက်ကောလမ်းမကြီးတစ်လျှောက်မှာစက်ကောင်စီရဲ့စစ်စေးရေးဂိတ်တွေ ီသူစစ် POA ဂိတ်စုစုပေါင်း15ခုထပ်မင်းရှိနေတယ်လို့သိရပါတယ်။ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရီနီပြည်သူပြည်သားအားလုံးရင်းကင်းလို့ချုပ်ကြပါစေရှင်။ကျမမော်လင်းညပါ။